ကျမ်းမာတော်မူကြပါစောခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ15ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တော့ကြောင်း like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ကြောက်ဖြူကဒံရံရစစ်သားများကိုလေရင်နဲ့ရန်ကုန်ကိုပို့ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကြောက်ဖြူမျိုးနဲ့အတွင်းမှာအမှတ်30ရစ်တဲ့ရင်ကိုအာရကတက်တော် AA ကထုံးစစ်စင်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေအတွင်းတန်ရပြင်းထန်ရရှိတဲ့စစ်ကောင်စီတပ်ကအရာရှိတွေနဲ့စစ်သားတွေကိုကြောက်ဖြူစေရုံမှာကုသနေတယ်လို့တန်ရပြင်းထန်သူတချို့ကလည်းလေကြောင်းကနေတဆင့်ရန်ကုန်ကိုပို့နေတာလို့စစ်ကောင်စီနဲ့နှီးဆက်တဲ့ကြောက်ဖြူမျိုးကတယောက်ကပြောပါတယ်ကြောက်ဖြူတိုက်ပွဲမှာတန်ရန်ရစစ်တီတွေကိုတော့ကြောက်ဖြူမှာအရင်ဆုံးစေးကူတာတယ်။အခုကကြောက်ဖြူစေးယုံမှာကစေးဝါနဲ့ကရိယာတစားပလာရောဝန်တန်းအင်အားရောလုံလောက်မှုမရှိဘူး။ အဲ့ဒါကြောင့်အရာရှိတွေနဲ့တန်ရာရစစ်တီတချို့ကိုရန်ကုန်ဘက်ကလေကြောင်းကနေတဆင့်ပို့ဆောင်နေတာရှိတယ်လို့ဆိုပါတယ်။လက်ရှိမှာကြောက်ဖြူစေးရုံကိုလည်းစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။တန်ရာရစစ်ကောင်စီတပ်သားတွေကိုလေကြောင်းကနေရန်ကုန်ကိုပို့နေလို့ကြောက်ဖြူကနေရန်ကုန်ကိုသွားမဲ့သူတွေလေရင်လက်မှတ်ဝယ်ယူရခက်ခဲလာတယ်လို့ကြောက်ဖြူမြို့ခံတယောက်ကပြောပါတယ်။ လေရင်လက်မှတ်တွေကအရင်လိုအလွယ်တကူဝယ်ယူလို့မရဘူးထွေအုပ်ကရောင်းတဲ့အထဲမှာစစ်ကောင်စီရဲ့တပ်သားတွေအတွက်ဆိုပြီးလက်မှတ်တွေကထားထားရတယ်လို့သိရတယ်အတိအကကတော့ဒဏ်ရာရစစ်သားတွေကိုနေတိုင်းလူလူရန်ကုန်ဘက်ကိုပို့ဆောင်နေတာရှိတယ်လက်မှတ်ခတွေကလည်း၅သိန်းအထိဖြစ်နေပြီလို့ပြောပါတယ်အမှတ်30ရက်တဲ့ရင်ကိုအေအေကဇော်လ9ရက်နေ့ကလေးကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးဒီမတိုင်ခင်မင်းတပ်တောင်းတဲ့နန်းဖေးတောင်အနီးတိုက်ပွဲတွေမှာလည်းစစ်ကောင်စီရဲ့ဗျူဟာမှုအစင်းရှိဗိုလ်မှူးချုပ်တွေအပါအဝင် အရာရှိတချို့သိဆုံးခဲ့ကြတယ်လို့ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတွေကိုလည်းအရှင်းဖန်ဆီးနိုင်ခဲ့ကြပါတယ်ကျောက်ပြုံမြို့နယ်မှာဇွန်လ14ရက်နေ့အထိစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်ပြီးလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံတွေကြားနေရတယ်လို့ကျောက်ပြုံမြို့ခံတွေကပြောပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့မုံရအခြေဆိုင်အနောက်မြောက်တိုင်းစစ်တနာချုပ်နာမခတ်တက်ကိုရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်မှုသုံးလုံးကြားရပောက်ကွဲခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်နောက်မြောက်တိုင်းစစ်ထဏာကျုံနမခတ်တပ်အတွင်းထဲကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာသုံးလုံးကြောက် ပောက်ကွဲပြီးထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း Brief Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။ဂျမနီဇွန်လ14ရက်နေ့ည09:00မိနစ်ကမုံရွာမြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အနောက်မြောက်တိုင်းစစ်ထဏာကျုံနမခတ်အတွင်းကိုတရခွန်မမရှော့တိုက်ဒုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ သုံးလုံးနမခတ်တဲ့အတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးနောက်ဆက်တွဲထိခိုက်ပျက်စီးမှုအခြေအနေကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းနမခတ်တဲ့အတွင်းမှာလည်းချက်ချင်းပြန်လည်ပြစ်ခတ်မှုရှိခဲ့ကြောင်းသိရှိရပါတယ်။အကောင်ကြီးကြီးတကောင်လာလို့အစည်းအဝေးလုပ်ပြီးစားပွဲတောက်ပွဲလုပ်တာကိုသိရလို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာအဲ့ဒီစားပွဲတောက်ပွဲဘက်ကိုလည်းတလုံးကြတယ်လို့သိရတယ်။နောက်ဆက်တွဲထိခိုက်တိဆုံးပျက်စီးမှုအခြေအနေကတော့စုံစမ်းနေစေပါလို့ Brief Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Brave Warriors for မြန်မာ PWR အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ရှေးတုံးမုံရအဖွဲ့ရွှေတိကမဟာမိတ်တပ်ရင်းနဲ့ Justice Brothers Force အဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Mission ပေါ်ဆောင်ခဲ့တဲ့ရဲဘော်များအလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အနောက်မြောက်တိုင်းစစ်ထနာကျုံနာမခါသကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့လက်ယုံတပ်ဖွဲ့များကိုအတိကအမိန်ပေးကုတ်ကဲနေတဲ့စစ်ထနာကျုံဖြစ်ပြီးတော်လိုင်းအင်အားစုများကိုနှီးမျိုးစုံနဲ့နှိမ်နှင်းနေတဲ့ဌာနချုပ်ဖြစ်ကြောင်း ယခုနောက်ပိုင်းမှာဆက်တက်လူကြီးများဒရုန်းများကိုလည်းနမခမှာပဲပင်မအထိုင်ထားပြီးတော်လိုင်းအင်အားစုများတမကပြည်သူလူထုကိုပါနှီးမျိုးစုံနဲ့နှိပ်စက်တက်ဖြတ်နေတဲ့အတွက်ကြောင့် BWM ရဲ့ Mission 41ဖြစ်ပေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုထားပါတယ်။ဒါအပြင်နမခအတွင်ပျော်ပွဲရှင်ပွဲကျင်းပမည်ကိုကြားသိရတဲ့အတွက်ကြောင့်စစ်ကောင်စီနဲ့အပေါင်းပါများအားမလုံခြုံတဲ့ခန်းစားချက်နဲ့အမြဲတမ်းချိတ်ချောက်ခံနေရတဲ့ခန်းစားချက်ကိုရရှိစေရန်ရည်ရွယ်ပါကြောင်းထပ်ဆင့်အတည်ပြုထားပါတယ်။ မရှင်ဖြစ်မြောက်ရေးအတွက်အဖက်ဖက်မှကူညီပေးကြတဲ့နေမီကန်တော်လိုင်းအင်အားစုများကိုလည်း BWM အဖွဲ့မှကျေးဇူးတင်ရှိပါကြောင်း BWM နဲ့မဟာမိတ်တို့ဟာစစ်ရှုံးကောင်စီရဲ့လေတပ်များနဲ့အကြီးစားစီရေးပြစ်မှတ်များကိုပြည်သူကိုယ်စားဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းပြောဆိုထားပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့နောင်ချိုမြို့နယ်မှာရှိတဲ့ရွာလေးရွာမှာတိုက်ပွဲဖြစ်ပွားနေဟု TNL ထုတ်ပြန်ညီနောင်သုံးဘွဲ့ကတဖက်သက်အပြည့်ရစဲထားမှုကိုစစ်ကောင်စီအခွင့်ကောင်းယူဟု TNL ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တင်ပိုက်ထားတဲ့နောင်ချုံမြို့နယ်မှာရှိတဲ့ရွာလေးရွာမှာစစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း TNL ကဇွန်လ14ရက်ညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ12ရက်နေ့နဲ့13ရက်နေ့စီရီအခြေအနေများကိုအတိပေးခဲ့ခြင်းဖြစ်ပြီးကန်ကြီးရွာ၊ရွှေသွန်းရွာ၊ပိန်နေကုန်းရွာနဲ့ညံတုံးရွာများမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ဖော်ပြပါတယ်။ဇွန်လ13ရက်နေ့နေ့လယ်မှာရွှေသွန်းရွာတိုက်ပွဲမှာစစ်ကောင်စီဘက်ကလက်နက်ကြီး35လုံး drone နဲ့ပုံစံနှလုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုထားပါတယ်။အလားတူပိန်းနေကုန်းနဲ့ညံတော်ကြီးရွာဘက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ရမှာစစ်တပ်ကလက်နက်ကြီး40လုံး drone နဲ့ဘုံခုနှလုံးပစ်ကူပြီးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဇွန်လ12ရက်နေ့ကလည်းကန်ကြီးကြီးရွာဘက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီကလက်နက်ကြီးအလုံး90 drone နဲ့ဘုံ55လုံးပစ်ကူပြီးတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ညံတော်ပိန်းနေကုန်းကြီးရွာများမှာတိုက်ပွဲဖြစ်ပွားခဲ့ စစ်ကောင်စီတပ်ဟာကံကြီးရွာဘေးမှဝတ်၍နောင်ချုံမြို့ဘက်ကိုထိုးစစ်ဆင်လာနေခြင်းဖြစ်ပါတယ်စစ်ကောင်စီကငလင်ဘေးကိုအကြောင်းပြပြီးအပြစ်ခတ်ရက်စဲကြောင်းကြီးညာထားပေမဲ့လည်းနောင်ချုံမြို့နယ်အတွင်းလက်နက်ကြီးလေကြောင်းဒရုန်းတိုက်ခိုက်မှုများကိုစက်တိုက်ပြုလုပ်နေပြီးမြေပြင်ထိုးစစ်ဆင်မှုများကိုလည်းပြုလုပ်နေပါတယ် TNL ကိုကက် MNDAA ရခိုင် AA တပ်များပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘွဲ့မှငလင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဇွန်လကုံအထိတစ်ဖက်တည်းအပြည့်ခက်ရစဲထားကြောင်းကြေညာထားပါတယ်စစ်ကောင်စီကလည်းဇွန်လကုံအထိအပြည့်ရကြောင်းကြေညာထားပေမဲ့လည်းညီနောင်သုံးဘွဲ့အပြည့်ရထားတာကိုခွင့်ကောင်းယူပြီးအဆက်မပြတ်ဒိုးစစ်စီနေခြင်းဖြစ်ကြောင်းတည်ရင်လည်းကထုတ်ပြန်ပါတယ်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုများရှောင်ရှားနိုင်ရင်စီရင်တတိအမြင့်ရှိရနဲ့လီကျောင်းရံတတိပြုရန်လည်းတည်ရင်လည်းကထပ်လောင်းနှိုးဆော်ထားပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီကအမှတ်နဲ့စစ်စင်ရေးကိုကင်းမှုဌာနချုပ်ကဆတ်တနဲ့ကဆတ်တမှုဟာ နောက်ချုံမျိုးသိမ်းတိုက်ပွဲဝင်မဲ့စစ်သားများရှိရာစစ်မီပြင်ကိုကိုရင်တွားရောက်ကုတ်ကဲခဲ့ကြောင်းစစ်တပ်ဝါဒဖြန့် Telegram Channel များမှဇွန်လ23ရက်နေ့ကဝါဒဖြန့်ထားပါတယ်။ဒါအပြင်နောက်ချုံမျိုးကိုစစ်တပ်ကပြန်လည်သိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက်ပြည်သူများမှဝမ်းသာနေကြပြီးနောက်ချုံမျိုးကိုစစ်တပ်ကအမြန်ဆုံးသိမ်းပိုက်ပေးရန်ဝါဒဖြန့်ချီနေတာကိုလည်းတွေ့ရှိရပါတယ်။ကာဆာတာနှင့်မူဟာဒုတိယပိုချုပ်ကြီးနိုင်နိုင်ဦးဖြစ်ပြီး၎င်းဟာတစ်တုံညာနှစ်ခွန်စစ်စင်ရေးမှလာရှုရမခကြပြီးစစ်ရှုံးသွားတဲ့အတွက် တိုင်းမှုအဖြစ်မှယာရုပြုတ်ခဲ့သူဖြစ်ပါတယ်။သို့သောစစ်ကောင်စီက၎င်းကိုကစားတနှင့်မှု ခံပြီးရှင်းမြောင်းတဲ့ကရင်နီစစ်ပွဲများကိုကုတ်ကဲခိုင်းနေခြင်းဖြစ်ပါတယ်။ DNL နဲ့စစ်ကောင်စီတို့ဟာတရုတ်အစိုးရရဲ့စီစဉ်မှုနဲ့ April လကုန်ပိုင်းမှာအပြစ်ခက်ရစဲရေးဆွေးနွေးခဲ့ကြပေမဲ့ပြည်လည်မှုမရရှိခဲ့တဲ့အတွက်ယခုနှစ် August လမှာထပ်မံတွေ့ဆုံရန်စီစဉ်ထားပါတယ်။ဆွေးနွေးပွဲမှာ DNL ဘက်ကရောက်တဲ့နေရာမှာအပြစ်ခက်ရစဲရန်ထိုးစစ်ဆင်တိုက်ခိုက်မှုများရစိုင်းရန် ပြည်သူများလွတ်လပ်စွာသွာလာခွင့်ပေးရန်တို့ကိုအဆိုပြုဆွေးနွေးခဲ့ပြီးစစ်ကောင်စီဘက်ကတော့ TNL တိမ့်ပိုက်ထားတဲ့မြို့ငါးမြို့မှာဆုတ်ခွာပေးရန်တောင်းဆိုခဲ့ရမှာနှစ်ပတ်ကြာညီနိုင်မှုမရဘဲဆွေးနွေးပွဲပြီးဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။အကယ်၍စစ်ကောင်စီနဲ့ဆက်လက်ဆွေးနွေးဖြစ်ပါကလည်း TNL အနေနဲ့မူလရည်တည်ချက်သဘောထားအတိုင်းဆက်လက်ဆွေးနွေးသွားမယ်လို့အဖွဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကဇွန်လ9ရက်နေ့ကပြောကြားထားပါတယ်။တရုတ်အစိုးရရဲ့ဖိအားအတွက်လည်း နီလန်ရှာဆောင်ရွက်သွားမယ်လို့ TNL ကပြောထားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ပြူစောတိပြည်သူစစ်တပ်နဲ့ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုထောက်ခံကြတဲ့လိုင်စင်မဲ့ရဲများစစ်ကောင်စီကပြင်စီနင်းတွင်ပြူလိုင်စင်မဲ့ရင်စီးနင်းနေတဲ့ပြည်သူများကိုတော့စီမံချက်နဲ့ဆက်လက်ဖမ်းဆီးအရေးယူနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကြံဖတ်စစ်ကောင်စီကတံခါးများကိုလိုင်စင်မဲ့ရင်များစီးနင်းတွင်ပြူပြီးနောက်ပြူစောတိပြည်သူစစ် စစ်တပ်နဲ့ရင်းများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းထောက်ခံခြင်းနဲ့လိုင်စင်မဲ့ရင်းများပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်။ဇွန်လ၁ရက်နေ့မှစတင်ကတနင်္ဂနွေလုံးမှာပြည်သူများကစီးနင်းနေတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုစစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးခဲ့ကြောင်းတို့ရမှာဇွန်လ၄ရက်နေ့မှာတော့တံခါများနဲ့ဘုံကြီးကြောင်များအတွက်အသုံးပြုနေတဲ့ RLG အမတ်တစိတ်တက်လိုင်စင်မဲ့ကားများကိုမြို့နယ်တံခါနာယကအဖွဲ့ရဲ့ထောက်ခံချက်နဲ့မင်းအောင်လိုင်ကပြန်လည်စီးနင်းခွင့်ပြုခဲ့ကြောင်း ရင်းနောက်ဇော်နာဆန်းနေရည်မှာစတင်ပြီးပြူစောတိပြည်သူစစ်စစ်တပ်နဲ့ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုတပ်ဆိုင်ရာဌာနများနဲ့လူကြုံရေးတာဝန်ရှိသူများရဲ့ထောက်ခံခြင်းနဲ့လိုင်စင်မဲ့စိုက်ကင်းနဲ့ကားများကိုပြန်လည်စီးနင်းခွင့်ပြုခဲ့ကြောင်းသိရှိရပါတယ်။ဝန်ထမ်းဆိုရင်တက်ဆိုင်ရာဌာနအကြီးအကဲရဲ့ထောက်ခံချက်ပါရမယ်။လုံခြုံရေးဆိုင်ရာပုဂ္ဂိုလ်ဆိုရင်နေမြေတက်နယ်မှုရဲ့ထောက်ခံချက်ပါရမယ်။နေမြေရင်ထင်းရဲနဲ့ရေစကန်းမှာစရင်သွင်းအကြောင်းကြားထားမယ်ဆိုရင်စီးနင်းလို့ရပြီ သက်ဆိုင်တဲ့ဒိုင်းပြည်နယ်နဲ့မြို့နယ်အတွင်းမှာဝစ်တောက်ပေးမဲ့ဌာနဆိုင်ရာလုပ်ငန်းတွေအတွက်စီးနှင်းခွင့်ပြန်ရတယ်နေကြောတော့မရဘူးစီးနှင်းချိန်မှာတာဝန်ချိန်အတွက်စီးနှင်းတာမျိုးပဲခွင့်ပြုတာလို့ဘကိုးတိုင်းထွေအုံနဲ့နှီးဆက်တဲ့တရင်အရှိမြစ်ကပြောဆိုပါတယ်ဌာနဆိုင်ရာများကိုထောက်ခံကျက်တဲ့လိုင်စင်မဲ့ရင်များပြန်လည်စီးနှင်းခွင့်ပြုရမှာအထူးကအဖြစ်စိုက်ကယ်များကိုပြန်လည်ခွင့်ပြုပေးနေခြင်းဖြစ်ပြီးရခင်ရှိရင်းဆွဲလိုင်စင်မဲ့ကားနဲ့ယာဉ်များကိုတော့ဌာနဆိုင်ရာလုပ်ငန်းတာဝန်များအတွက်ဦးစားပေးခြင်းချက်အနေနဲ့ ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒုယမန်တို့ပြည်သူများကမူလိုင်စင်မဲ့ရင်းနဲ့ကာစီနိုမှုများကိုဆက်လက်ဖမ်းဆီးနေဆဲဖြစ်ပြီးထုံတန်တဲ့ငွေတံများချမှတ်ကလိုင်စင်မဲ့ကားနဲ့ယင်များကိုလည်းတင်ဆက်ကြောင်းမင်းအောင်လိုင်ရဲ့အမိန့်ညွန်ကြားချက်ကြောင့်နိုင်ငံတော်မှလိုင်စင်မဲ့ကားနဲ့ယင်ဖမ်းဆီးမှုကိုအကြောင်းပြု၍စစ်တပ်ရဲအပအဝင်ဌာနပေါင်းစုံကပြည်သူများထံမှငွေညစ်တောင်းယူမှုများအကြီးအကျယ်ဖြစ်ပေါ်လျက်ရှိကြောင်းစုံစမ်းသိရှိရပါတယ်။ မေလ20ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်မင်းအောင်လိုင်ကလိုင်စင်မဲ့ကားနဲ့စိုက်ကယ်များစီးနင်းနေမှုများကိုဖော်ထုတ်သွားရန်လိုင်စင်မဲ့စိုက်ကယ်နဲ့ကားများစီးနင်းနေမှုကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခက်များစွာနှင်နာမှုရှိမိဖြစ်တဲ့ကဲ့သို့လူကြုံရေးဆိုင်ရာကိစ္စရပ်များမှာလည်းအခက်အခဲများဖြစ်ပေါ်နိုင်မှာဖြစ်ကြောင်းထို့ကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့စိုက်ကယ်များစီးနင်းမှုမရှိစေရေးကြက်မှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းအမိန့်ပေးညွှန်ကြားခဲ့ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လည်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နစ်တွေကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။